Facebook ကနေပြီးတော့မှဒီကိစ္စမှာ CM ဆက်တဲ့6ဖုတ်အတွက်ကိုကျွန်တော် moderation စပြီးတော့ဖွင့်ပေးလိုက်ပါပြီဗျာဒီကောင်လေးကိုပွင့်ဖို့အတွက်ကိုကျွန်တော်တို့ရဲ့ Facebook အကောင့်တွေကဘာတွေကိုလိုအပ်မလဲအဓိကအခြေခံအချက်လေးတွေကိုကျွန်တော်ကဒီဗီဒီယိုလေးမှာပြန်လည်ပြီးတော့ sharing လုပ်ပေးသွားမှာဖြစ်ပါတယ် CM server ကျွန်တော်တို့ကအမြန်ဆုံးကျွန်တော်တို့ကရရှိအောင်ဘယ်လိုမျိုး CM setup ကို6ရမလဲဆိုတာနဲ့ပတ်သက်ပြီးတော့ကျွန်တော်ဒီဗီဒီယိုလေးမှာလည်းကျွန်တော်ပြန်လည်ပြီးတော့ မျှဝေပေးသွားမှာဖြစ်ပါတယ်ပထမဆုံးအနေနဲ့ကျွန်တော်တို့က Facebook အကောင့်ထဲကိုအရင်ဆုံးဝင်ပေးရမှာဖြစ်ပါတယ် Facebook အကောင့်ထဲကိုဝင်ပြီးသွားပြီဆိုတာနဲ့ကျွန်တော်တို့က profile လေးတွေကိုအရင်ဆုံးနှိပ်ပေးလိုက်ပါနှိပ်ပြီးသွားပြီဆိုတာနဲ့ Vena ကအဆက်လေး30ကိုနှိပ်ပေးလိုက်ပါနှိပ်ပြီးသွားပြီဆိုတာနဲ့ဒီမှာကျွန်တော်တို့ကအဲ professional ကျွန်တော်တို့ကမှုကိုကျွန်တော်တို့ကအရင်ဆုံးဝင်ပေးရမှာဖြစ်ပါတယ်ဗျဒီကောင်လေးကို online share ပြင်ကျွန်တော်တို့ရဲ့ Facebook အကောက်က page ပုံစံပြောင်းသွားမှာပဲဖြစ်ပါတယ်ဗျ page ပုံစံပြောင်းသွားပြီဆိုတာနဲ့ကျွန်တော်တို့က စီယံဆက်တက်ပွင့်ဖို့အတွက်ကိုကျွန်တော်တို့ကတရားဝင်ကျွန်တော်တို့ကစုစုကိုခြောက်လို့ရပြီပဲဖြစ်ပါတယ်ဗျပထမဆုံးကျွန်တော်တို့ကဒီကောင်လေးကိုအရင်ဆုံးဝင်ပေးရမှာဖြစ်ပါတယ်ဗျအရင်ဆုံးဝင်ပေးလိုက်ပါအဝင်းပြီးသွားပြီဆိုတာနဲ့ကျွန်တော်တို့က CM set up 6မှာဖြစ်တဲ့အတွက်ကိုကျွန်တော်မော်ဒယ်တန်နီချင်းဆိုတဲ့နေရာကိုအရင်ဆုံးဝင်ပေးလိုက်ပါဝင်းပြီးသွားပြီဆိုတာနဲ့ကျွန်တော်ကတော့ယခုကမှ star လေးတွေပွင့်နေပါပြီဒီလိုမျိုးကျွန်တော်က ဆက်တက်ဆေးကိုပွင့်လာပြီဆိုလို့ရှိရင်ကျွန်တော်ကဒီနေရာမှာဝင်ဝင်ရှာလို့ရပြီပဲဖြစ်ပါတယ်ဗျကျွန်တော်ဒီကောင်လေးကိုအရင်ဆုံးတစ်ချက်နှိပ်လိုက်မယ်ဘာလို့လဲဆိုတော့ဒီနေရာမှာဆိုလို့ရှိရင်ကျွန်တော်က sin s လောလိုက်ခါနဲ့တရင်ဝင်ကျွန်တော်တို့က cm ဆက်တက်ကိုဒီနေရာမှာကျွန်တော်က star လေးတစ်ခုကိုရရှိသွားပြီပဲဖြစ်ပါတယ်ဗျအဓိကကျွန်တော်က star လေးကိုလိုချင်တာမဟုတ်ပါဘူးဗျဒီအောက်က content monetization ဆိုတဲ့ဟာကိုအဓိကထားပြီးကျွန်တော်ကလုပ်ပေးသွားမှာဖြစ်တဲ့အတွက်ကို ဒီ contest moderation ပွင့်ပြီဆိုတာနဲ့ကျွန်တော်တို့ကဝင်ဝင်နေများစွာကိုရရှိသွားမှာဖြစ်တဲ့အတွက်ကြောင့်မလို့ဒီ contest moderation ပွင့်ဖို့အတွက်ကိုကျွန်တော်တို့ကကျွန်တော်တို့ရဲ့စုစုကိုဘယ်လိုမျိုး fountain ရမယ်ဘယ်လိုမျိုး start ရမယ်ဆိုတာကိုကျွန်တော်ဒီနေရာမှာဆက်ပြီးတော့ရှင်းပြပေးသွားမှာဖြစ်ပါတယ်ဒီကောင်လေးကိုကျွန်တော်တို့ကတစ်ချက်နှိပ်ပြီးလိုက်ပါနှိပ်ပြီးသွားပြီဆိုတာနဲ့မိတ်ဆွေတို့အနေနဲ့ဒီနေရာမှာဒီကောင်လေးကိုလည်းနှိပ်လို့ရတယ်လို့ဒီဘက်ကဟာလေးကိုလည်းကျွန်တော်တို့ကနှိပ်လို့ရပါတယ်ဗျအဲအဓိကအကောင်ဆုံးကတော့ကျွန်တော်တို့ကဒီကောင်လေးကိုဆက်ပြီးတော့ နှိပ်လိုက်လို့ရှိရင်ပို့ပြီးတော့အဆင်ပြေပါလိမ့်မယ်ဗျာကျွန်တော်ကတော့ဒီကောင်လေးကိုအရင်ဆုံးနှိပ်လိုက်ပါမယ်နှိပ်ပြီးသွားပြီဆိုတော့ねဒီနေရာမှာကျွန်တော်တို့ကစူးစူးကိုကျွန်တော်တို့ကဖောင်ကိုတင်ပေးရမှာဖြစ်ပါတယ်ဗျာဒီဖောင်လေးကဘယ်လိုမျိုးဆိုလို့ရှိရင်ကျွန်တော်ဒီဗီဒီယိုရဲ့အောက်မှာကျွန်တော်ကကော်ဖီလေးကူလို့ရအောင်ကျွန်တော်ကဖောင်းဖြစ်ပုံဖြစ်နည်းလေးကိုကျွန်တော်ဒီနေရာမှာကျွန်တော်အောက်ကကွန်မန့်လေးမှာကျွန်တော်ကထည့်ပေးသွားမှာဖြစ်ပါတယ်ဗျ။ဘာလို့လဲကျွန်တော်ဒီဗီဒီယိုရဲ့အပေါ်မှာကျွန်တော်ကဒီ description မှာလည်းကျွန်တော်က ဒီအကောင့်လေးကိုပဲကျွန်တော်ထည့်ပေးလိုက်ပါမယ်ဗျာကျွန်တော်ကတော့ဒီနေရာမှာစာစီစားတာဖြစ်တဲ့အတွက်ကြောင့်မလို့ဒီနေရာမှာကျွန်တော်က pass ချလိုက်ပါမယ်ချပြီးသွားရေဆိုတာနဲ့ဒီအောက်ဆုံးကကျွန်တော်ကဟာလေးကိုအရင်ဆုံးဆက်ပြီးတော့နှိပ်ပေးလိုက်ပါဘာလို့လဲဆိုတော့ကျွန်တော်ကဒီနေရာမှာစာစီသွားရီစီပြီးသွားရီဖြစ်တဲ့အတွက်ကြောင့်မလို့စာရေးပုံရင်းနှီးကိုကတော့ကျွန်တော်ကအသေးစိတ်လေးမပြောပြတော့ပါဘူးဗျာတကယ်လို့မှစိတ်ဝင်စားတယ်တကယ်လို့မှတင်ကျင်တယ်ကိုယ်တိုင်ကိုကြစာစီပြီးလှုပ်ရှင်တယ်ဆိုလို့ရှိရင်တော့ကျွန်တော်တို့ကဒီ AI နဲ့သွားပြီးတော့လေရေးခိုင်းလို့လည်းရတယ်လို့ ကိုယ့်အကိုကျွန်တော်အင်္ဂလိပ်စာကျွမ်းကျင်နေဆိုလို့ရှိရင်လည်းရေးလို့ရပါတယ်ဗျဖောင်တင်လို့ရပါတယ်ဗျကျွန်တော်ကတော့ဒီကောင်လေးကိုဆက်ပြီးတော့နှိပ်လိုက်ပါမယ်အနှိပ်ပြီးသွားပြီဆိုတာနဲ့ကျွန်တော်တို့ကဒီလိုမျိုးလေး time you for sharing ဆိုတဲ့ဟာလေးကိုပေါ်လာပြီဆိုလို့ရှိရင်တော့ကျွန်တော်တို့က CRM ဆက်တဲ့ရဖို့အတွက်ကိုကျွန်တော်တို့ကရှောက်ပြီးသွားပြီပဲဖြစ်ပါတယ်ဗျအဒီဗီဒီယိုမှာဆိုလို့ရှိရင်တော့ကျွန်တော်က CRM ဆက်တဲ့ပေါ်အောင်ဘယ်လိုမျိုးရှောက်ရမလဲ မော်တိုင်နေရှင်ရဖို့အတော့ကိုဝင်ဝင်လေးရရှိစေဖို့အတော့ကိုဘလိုမျိုးနီလာအနေနဲ့ရှောက်ရမယ်ဆိုတာကိုဒီဗီဒီယိုမှာကျွန်တော်ကအသေးစိတ်လေးပြောပြပေးသွားတာဖြစ်ပါတယ်ဗျ။ဘာလို့ဆိုအသွင်းကြကြဒီဗီဒီယိုမှာပြောပြပေးထားတာမဟုတ်ပါဘူးဗျ။အဓိကအခြေခံအချက်လေးတွေကိုပဲကျွန်တော်ဒီဗီဒီယိုလေးမှာပြောပြထားတာဖြစ်တဲ့အတွက်ကြောင့်မလို့ကျွန်တော်တို့ကအသေးစိတ်လေးအပြည့်အစုံလေးကြည့်ကျင်နေဆိုလို့ချင်တော့ကျွန်တော်ရဲ့ TH ဘလော့ YouTube Channel မှာကျွန်တော်ကဗီဒီယိုတစ်ပုဒ်တင်ပေးသွားမှာဖြစ်ပါတယ်ဗျ။တွားရောက်ပြီးတော့မှ Subscribe လုပ်ပြီးတော့မှဗီဒီယိုတွေလေ့လာလို့ရပါတယ်ဗျ။ ဒီဗီဒီယိုကတော့ကျွန်တော်တို့ဒီလောက်ပါပဲဗျအားလုံးကိုအထူးကျေးဇူးတင်ပါတယ်